ကျမတို့ဒီနေ့အင်တာဗျူးအစီအစဉ်မှာတော့ဒီကြားနာပွဲရဲ့ထူးခြားချက်ကဘာဖြစ်မလဲ။ Camp Center တွေနဲ့ပတ်သက်ပြီးတော့เนาะဒီဟိုနေပြည်တော်နဲ့ဒီ Camp Center တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ကကာကွယ်ရေးအထူးเนาะလေ့လာတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကသူတို့ဒီတယ်လီဖုန်းဆက်တာတွေเนาะအဆက်အသွယ်လုပ်တာတွေအဲ့ဒါတွေအကုန်လုံးကိုသူက geo positioning ဆိုတာเนาะဘယ်နေရာနေစတယ်ဘယ်နေရာဆုံးတယ် 我本来就走路啊，我我我早上走路啊，我走路走路呀，走路走路呀，你那走路呢？你讲啥？我那啊，我那在那晒，我那晒水泥路，我走路在那走水泥路，脚都踩裂了。 အားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့တင်ဆက်မဲ့ဗီဒီယိုမှာဆရာဦးချင်းရွှေရဲ့တုံးသက်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လွန်ခဲ့သော5နှစ်အတွင်းအမေရိကန်ဒေါ်လာဘီလီယံများစွာဆုံးရှုံးခဲ့ရတဲ့ကြားဖြန့်ပြဿနာကိုနှိမ်နင်းဖို့အတွက် FBI အပါအဝင်ထောက်လှမ်းရေးအေဂျင်စီများပါဝင်တဲ့အမေရိကန်အထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်ပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ဟာပိတ်ဆို့အေးအေးယူမှုတွေဖမ်းဆီးမှုတွေအပြင်နိမ့်နာသူတွေအတွက်ရော်ကြီးတွေထိစီစဉ်ဆောင်ရွက်သွားမှာပါအမေရိကန်လွှတ်တော်ကစစ်တပ်ဟာဒီလုပ်ငန်းကနေအကျိုးအမြတ်ရနေကြောင်းထောက်ပြခဲ့တယ်လို့ဆရာဦးချင်းရွှေကလည်းနေပြည်တော်နဲ့ကြားဖြတ်ဆက်သွယ်ထားတဲ့လှုပ်ဝက်ဖုံးကွန်ရဲ့မှတ်တမ်းတွေကိုအမေရိကန်ကရထားပြီလို့ဆိုပါတယ်ဒီအခြေအနေတွေဟာမြန်မာစစ်တပ်အတွက်နိုင်ငံတကာကအပြစ်ပေးမှုတွေပုံမှုကြီးထွားလာနိုင်ကြောင်းသုံးသပ်ပြသွားမှာဖြစ်ပါတယ်အဆုံးထိနားစင်ဝေပန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့က American Congress နိုင်ငံခြားရေးရာကော်မတီမှာမြမရေးနဲ့ပတ်သက်တဲ့ကြားနာပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ဒီကြားနာပွဲအတွက်ပေးထားတဲ့ခေါင်းစဉ်ကတော့ဖက်ပေါက်မရှိတဲ့မဟာပြူဟာမြမနိုင်ငံရဲ့အဆုံးမရှိတဲ့အကြက်တဲနဲ့ American ရဲ့ကန့်သက်ထားတဲ့ရွေးချယ်ပိုင်ခွင့်များလို့အမည်ပေးထားပါတယ်။ American အစိုးရအနေနဲ့ရွေးချယ်ပိုင်ခွင့်ရှိပေမဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးကန့်သက်ထားတဲ့ကန့်သက်ချက်တွေရှိနေတာဟာအလုံးမဖြစ်ဘူးလို့ဆိုလိုချင်ပုံရပါတယ်။ ဒီကျောင်းနာပွဲရဲ့ထူးခြားချက်ကတော့ရခင်ကာလတွေကလုပ်ခဲ့တဲ့အခြားသောကျောင်းနာပွဲတွေနဲ့မတူဘဲတမူထူးခြားနေပြီးတော့မြန်မာနိုင်ငံအတွင်းမှာကြုံတွေ့နေရတဲ့ပြိပခါတွေရဲ့အထူးအကြောင်းရင်းတွေကိုခရီးစစ်တွင်ကြဆွေးနွေးသွားတာမျိုးဖြစ်ပါတယ်။ဒါ့အပြင်အမေရိကန်ရဲ့မြန်မာနိုင်ငံပေါ်မှာချမှတ်ထားတဲ့လက်ရှိမူဝါဒတွေဟာအောင်မြင်မှုရှိမရှိနဲ့အဲ့ဒီအတွက်ကောင်းမွန်တဲ့မဟာဗျူဟာတွေချမှတ်ဆောင်ရွက်ဖို့အရေးတကြီးလိုအပ်နေတဲ့အကြောင်းဆွေးနွေးပြောဆိုသွားတာလည်းတွေ့ရပါတယ်။မြမအရေးနဲ့ပတ်သက်ပြီးအခုလိုမဟာဗျူဟာကြကြလှုပ်ဆောင်မှုလိုအပ်နေပြီဆိုတဲ့ဆွေးနွေးချက်အပေါ်မှာတော့ ပါတီနှစ်ခုစလုံးကတညီတညွတ်တဲ့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။ကျမတို့ဒီနေ့အင်တာဗျူးစီစဉ်မှာတော့ဒီကြားနာပွဲရဲ့ထူးခြားချက်ကဘာဖြစ်မလဲ။နိုင်ငံရေးအရာဘလောက်အရေးကြီးတယ်လဲစတဲ့အကြောင်းအရာတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ်။ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့ American ပြည်ထောင်စု LA2 ဖွဲ့ရဲ့စီယုံလှုံ့ဆော်ရေးမှူးဆရာဦးချင်းချွေဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမင်္ဂလာပါ။မင်္ဂလာပါ။ ဟုတ်ကဲ့ဆရာအဲ့တော့ဟိုကျမတို့မနေ့ကဒါကျင်းပသွားတဲ့ကျောင်းနပွဲနဲ့ပတ်သက်ပြီးတော့ဟိုမေးစရာလေးတွေချိလာတာပေါ့ဆရာရဲ့အဲ့တော့ဟိုသူတို့ပြောသွားတဲ့အထက်ထဲမှာဆိုလို့ရှိရင်ဒါကြားဖြန့်ကိစ္စလည်းပါတာတွေ့တယ်ပေါ့လေနောက်ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောသွားတာလည်းတွေ့တယ်ပေါ့နော်နောက်ပြီးတခါဒီတရုတ်နဲ့စကစားရဲ့အနေထားတွေကိုလည်းပြောသွားတာရှိတယ်ပေါ့လေတခါဒီအာဆီယံရဲ့အခမ်းအကဏ္ဍနဲ့ပတ်သက်ပြီးပြောသွားတာလည်းရှိတယ်ဆိုတော့ဟိုကျမနည်းနည်းတစ်ချက်ချင်းသွားလိုက်ရှင်နေပေါ့ဆရာရဲ့အဲ့တော့ပထမဦးဆုံးအနေနဲ့ကျမသိချင်တာကဒီကြားဖြန့်နဲ့ပတ်သက်တဲ့အမေရိကန်အစိုးရပေါ့နော်သူရဲ့စိုးရိမ်ချက်ကဘာဖြစ်မလဲပေါ့နော်ဆရာအဲ့ဒါလေးနည်းနည်းလောက်ဆွေးနွေးပေးပါလားဒီအခုတော့လောဆွေးနွေးနေတာသူတို့တွေနော်အကုန်လုံးက ဒီကြောက်ကြံကိစ္စကအမေရိကန်ရဲ့ဟို national security ပေါ့လေသူတို့ဒီနိုင်ငံရေးလုံခြုံမှုနိုင်ငံလုံခြုံမှုကိုထိခိုက်တယ်လို့သူတို့ယူဆတာလို့အဲ့ဒါကြောင့်ဒီ democrat ကော republican နော်နောက်နောက်ပြီးတော့ဒီဝင်းကြီးအဖွဲ့ဘက်ကရော congress ကရောလွှတ်တော်အောင်ဒီဥစ္စာကိုအလေးထားပြီးတော့သူတို့ဆောင်ရွက်တာပေါ့လေဆိုတော့ဆရာတို့ပြောထားတဲ့အထဲမှာဒီယူကပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးလည်းပါတယ်ပေါ့နော်ဆက်ဆက်ပတ်သက်ပြီးတော့ပြောထားတယ်ဆိုတော့အဲ့ဒီပုံမှာဝတ်ဆရာအမြင်ကိုနည်းနည်းလောက်ဆွေးနွေးပေးပါဦး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေသူတို့ပထမဆုံးစပြီးတော့အဖွင့်အမှားစကားပြောတယ်အမတ်ရန်ကင်မနေစပြီးတော့ဒီ testimony ပေးတဲ့လူပေါ့နော်တက်တေခံတဲ့လူတွေရောနောက်အဖွင့်စကားပြောတယ်ဒုတိယနော်ဟို ME barrel ရောနောက်ပြီးတော့မေးသမျှအမတ်ဒီအကုန်လုံးကဒီရွေးကောက်ပွဲကိုယုံကြည်မှုမရှိဘူးအတူအရောင်ဒီရွေးကောက်ပွဲကငင်းရရရမှာမဟုတ်ဘူးအဲ့တော့လက်မခံသင့်ဘူး အဲ့တော့ဒီအမေရိကအစိုးရအနေနဲ့တရားဝင်ဒီရီကော့ပွဲကိုညှင်းဆန်ပါတယ်ဆိုတာเนาะသူတို့ဒီစာရီပါကြီးထုတ်တယ်နေပေါ့เนาะအဲ့ဒီလိုတော့ကျွန်တော်တို့နားလည်လိုက်တာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီပေါ့နောက်နောက်တစ်ခုကတို့ပြောတဲ့ထဲထဲမှာဆိုလို့ရှိရင်ဒီအမေရိကန်သွားနေတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အော်တို့ထောက်ပြသွားတဲ့အချိန်အခါမှာဒီမြန်မာအရေးနဲ့ပတ်သက်လို့ရှိရင်ဒီအာဆီယံကဒီ5 point consensus နဲ့သွားနေတဲ့အနေအထားတွေကလည်းအလုံးမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပြောသွားမျိုးတွေ့ရတယ်ပေါ့လေအဲ့တော့ကိုလမ်းကြောင်းကိုဖော်မယ်ဆိုတာမျိုးလည်းတွေ့ရပါပေါ့ဒီပေါ်မှာရောဆရာဘယ်လိုနားလဲလဲဆရာ မေးတဲ့ကိုယ်ပိုင်မြန်မာပြည် policy ရှိတယ်ပေါ့နော်အဲ့တော့ဒီလုံခဲ့တဲ့လေးနဲ့ကျော်အတွင်းမှာကိုယ်ပိုင် policy မတွေ့ရဘူးပေါ့ပြီးတော့မှဒီ ASEAN နောက်လိုက်လုပ်ပြီးတော့ဒီဟို5 point consensus နဲ့နော်တွားနေတာအခု ASEAN ကို defer လုပ်ထားတာပေါ့လေဟို next way ထားတဲ့ဥစ္စာအခုလည်းဒီဘာမှရလာမတွေ့ရသေးတော့သူတို့အကုန်လုံးကတွန်းကြတယ်လားနော်ဒီတက်တဲ့ခံတဲ့လူတွေရောဟိုဘာလုပ်တဲ့လူတွေရောဒီအာ မိကွန်းထုတ်တဲ့လူတွေရောအကုန်လုံးကမိကွန်းလည်းထုတ်တယ်အဲ့ဒါကိုတသိခံတဲ့လူတွေကလည်းအဲ့ဒီလိုဖြေတယ်နော်ဟို American policy ကအခုကိုကိုယ်ပိုင် policy ရှိတယ်လေကျွန်တော်တို့မှာတခြားရွေးချယ်စရာအများကြီးရှိတယ်နော် ASEAN နောက်ကိုလိုက်စရာမလိုဘူးဆိုပြီးတော့သဘောရဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့ဆရာအနေနဲ့ဆိုလို့ရှိရင်ဘယ်လိုမြင်လဲဆရာဒီကြားနာပွဲကနိုင်ငံရေးရဘလောက်အရေးကြီးတယ်လဲဆရာဆရာဘယ်လိုယူဆတယ်လဲကျွန်တော်တို့တော့နိုင်ငံရေးအရာတော့ခတိုင်းနယ်ဆိုင်အများကြီးတိုးတက်လာတယ်လို့ကျွန်တော်တို့ယူဆတယ်ဗျ။ဘာဖြစ်လဲဆိုရင်အခုကျွန်တော် ဒီ Congress ကို advocate လုပ်နေတာ၄နှစ်ကျော်၅နှစ်နီးပါရှိပြီเนาะဒီလိုဟို hearing ပေါ့เนาะတခါမှဒီမှာဒီအတွက်တီးတိုက် hearing ဆိုတာကျွန်တော်မတွေ့လိုက်မိဘူးเนาะ briefing တွေကတော့အများကြီးပဲအဲ့တော့ briefing နဲ့ hearing ကထိအောင်မှုကတော်တော်ပွာတယ်ဗျเนาะ briefing ဆိုတာကကိုအမတ်နဲ့တီးလို့ရှိရင်အမတ်နဲ့တီးတဲ့လူကိုเนาะဟိုဒီအခန်းတစ်ခန်းတောင်းပြီးတော့เนาะအဲ့ဒီမှာကျွန်တော်တို့လာပြီးတော့เนาะဟိုကျွန်တော်တို့ဟိုတင်ပြပြရစီပေါ့เนาะ အဲ့တော့ briefing ဆိုတာအကြံပြုတာတင်ပြတာဗျအခုရုံးမှာကျွန်တော်တို့ project တစ်ခုအကြောင်း briefing လုပ်မယ်ဆိုလို့ရှိရင်ဟိုကိုအလုပ်သမားတွေခေါ်ပြီးတော့เนาะဒီလိုဒီလိုဒီ project ကတော့ရှိတယ်ခင်ဗျားတို့ဒါလုပ်เสียရလို့တယ်အဲ့ဒီလောက်ပဲเนาะဟိုတရားဝင်သိပြီးတော့မဟုတ်ဘူးဒီဟို hearing ကြတော့ဒီလွတ်တော့ဒီမှာလည်းလုပ်တယ်ပြီးတော့မှဒီတက်တွေအထွက်တဲ့လူတွေကလည်းကြမ်းနေပါလိအချိန်ရတယ်ပြီးတော့သူတို့ဘာလို့တက်တွေဟို testimony ပေါ့เนาะဘာတွေအကြောင်းပြောမလဲဆိုတာကိုကြိုတင်ပြီးတော့ရေးပြီးတော့ သူတို့ဒီဟိုကြမ်းကြိမ်စာနဲ့ပွဲပြီးတော့တင်ထားပြီးတော့အကုန်လုံးစစ်စစ်ပြီးတော့မှအဲ့ဒီမှာပြောသမျှမေးသမျှအကုန်လုံးဟာပြန်တန်းဝင်ပေါ့နော်မှတ်တမ်းတင်ထားတယ်အဲ့တော့ဒီဟို hearing လောက်တာညာတော့အဖြစ်အဲ့လိုအမှုစင်ရင်သူတို့ hearing လောက်တာကျွန်တော်တွေ့တယ်နောက်ပြီးတော့ဒီအစိုးရဌာနတစ်ခုခုကလောက်တာကင်တာသူတို့မကြိုက်လို့ရှိရင် hearing လောက်တာတွေ့တယ်နောက်ဖြစ်ဥပဒေပြုတ်ဖို့အတွက် hearing လောက်တာတွေ့တယ်အဲ့တော့ကျွန်တော်တို့ကဒါကိုယူဆတာတော့နော်မြန်မာပြည်နဲ့ဆိုင်တဲ့အကျိုးရှိတဲ့ဥပဒေသစ်တွေပြုတ်ဖို့ လို့ဖြစ်လို့ရှိရင်ဒီဟိုဝိညာဌာနဌာနတွေကိုเนาะနည်းနည်းဟိုသူတို့အကြံပြုဖို့เนาะတွန်းဖို့အဲအဲ့ဒါမျိုးရည်ရွယ်ချက်နဲ့လုပ်တယ်လို့ကျွန်တော်တို့ကယူဆတယ်ဟုတ်ကဲ့ဆိုတော့ဒါကဆရာရဲ့တွန်းဖို့ဆိုလို့ရှိရင်တို့ဟိုပြောတယ်လို့ပေါ့နော်ဟိုအတိတ်ကဒီ American ရဲ့ဒီ National Security ပေါ့နော်ကိုသူ့ဟိုချိတ်ချောက်လာတဲ့အနေအထားမျိုးဆိုလို့ရှိရင်ဒါကဟိုလုတ်တယ်ဆိုတဲ့သဘောမျိုးလားဆရာအဲ့လိုယူဆသလားဆရာတို့ကဘယ်လိုယူဆသလဲဆက်ဆက်ပတ်သက်နိုင်တယ်လားပေါ့ဒါနဲ့ဟိုဟိုကျွန်တော်ဥပမာပြောမယ်နော်ဟုတ်ကဲ့တွန်းဖို့ဆိုတာတချို့ ဥစ္စာတွေကဟိုဒီမှာလွတ်တော်ကဥပဒေပဲပြုတာဟုတ်ကဲ့နော်ဒီဥပဒေတွေအကောင့်ထဲပေါ်တာဝင်းကြီးများဌာနအကောင့်ထဲပေါ်တာအဲ့တော့ဝင်းကြီးဌာနကဒီလွတ်တော်ကလွတ်လွတ်ပိုင်ခွင့်ပေးထားပြီးတော့မလွတ်သေးဘူးဆိုလို့ရှိရင်ဒီဟိုလွတ်တော်ကအဲ့ဒီလူတွေကိုစာနဲ့ပေးနဲ့ရေးလို့ဖြင့် hearing လုပ်ပြီးတော့တွန်းတယ်နော်အဲ့တော့အဲ့လိုမျိုးပေါ့ဥပမာဆိုလို့ရှိရင် section လုပ်မယ်ဆိုလို့ရှိရင်နော်ဒီ treasury department ဘဏ္ဍာရေးဝင်းကြီးဌာနကလုပ်မယ်နော်အဲ့တော့ဟို section လုပ်ဖို့အတွက်ကသမရကသူလုပ်ချင်တာ လုတ်ပိုင်ခွင့်ရှိတယ်။နော်။အဲ့တော့လွတ်တော်ကနေပြီးတော့ DRI ကိုတော့ section လုတ်ပါပြဆိုပြီးတော့နော်သူတို့ဒီ Treasury Department လေးအဲ့ဒီဟိုဘဏ္ဍာရေးဝန်ကြီးဌာနကိုသူတို့ကတောင်းဆိုလို့ရတယ်။နော်တောင်းဆိုလို့မရရင်နောက်ထပ်ထပ်ပြီးတော့တင်းတင်းမာမာတောင်းဆိုတော့ပေါ့နော်ပြင်းပြင်းထန်ထန်တောင်းဆိုရဲဆိုတော့အဲ့လိုမျိုး urge လုပ်တယ်ပါညာ။အဲ့လိုမျိုးပေါ့နော်။အဲ့တော့ဒီ hearing တွေကအဲ့ဒီကနေစပြီးတော့ဟိုဟိုအဲ့ဒီဘက်ကိုတွန်းနိုင်တာပေါ့နော်။ဟုတ်ကဲ့ဆရာဆရာအဲ့ဒါဆိုလို့ရှိရင်ပြီးခဲ့တဲ့သမ္မတဘိုင်ဒန်လက်ထက်မှာကောဒီလိုမျိုး hearing လုပ်ခဲ့တာရှိသလားဆရာ ကျွန်တော်တို့ဗမာပြည်အတွက်တက်တက်ဆိုပြီးတော့ hearing ကျွန်တော်မတွေ့ခဲ့ဘူးရဟုတ်ကဲ့ဒီဖိနေတော့အများကြီးတွေ့တယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီလို စဉ်းစားကြဖြစ်လာပေါ့ဆရာရေဟိုနေ့ကတော့ဒီစက်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးပေါ့နော်ဒီဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့အထက်ထဲမှာဒီကြားပြန်ကိစ္စလို့ကောင်းစင်တတ်ထားပြီမြဲတကယ်တော့တိတိနေနေတဲ့ဒီဟိရင်အာဂျန်နာတွေရှိနိုင်နေဆိုပြီးတော့ပြောသွားတယ်ပေါ့လေဆိုလိုတာကကြားပြန်ကိစ္စဟာကောင်းစင်တတ်လို့ကောင်းလို့တက်လိုက်တဲ့ပုံစံမျိုးပဲရှိတယ်လို့ပြောရတယ်ပေါ့နော်အဲ့တော့ဒီပေါ်မှာတချို့ကလည်းအာမြန်မာဟာဒီတရုတ်နဲ့အမေရိကန်ကြားထဲမှာပေါ့နော်ဟိုဒီဒီဒီ proxy စပွဲပုံစံမျိုးကိုဖြစ်သွားနိုင်တယ်ဆိုတာမျိုးပြောနေတာရရှိတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကောဆရာဘယ်လိုမြင်လဲဥမာဆိုလိုတာကမြန်မာအရေးကိုအမေရိကန်စိတ်ဝင်စားလာတာဟာဟာလာစိတ်မဝင်စ စားပဲဖာတိဖာတာနေတာထက်စားလို့ရှိရင်ကိုကောင်းတယ်လို့ပြောလို့ရမလားဘလို့ယူဆတယ်လဲဆရာဒီကြားဖြန့်ကိစ္စကျွန်တော်ဟို Jason Tower တို့ဘာလို့ USIP ကလုတ်နေတာကြောချင်တယ်ဟိုအနာမသိခင်နေရနော်အဲ့တော့သူတို့ဒီရေးထားတဲ့ report တွေပါတယ်ကျွန်တော်တို့တွေ့ဘူးတယ်သူပြောတယ်ဗျာနော်အဲ့တော့အခုမှစတာမဟုတ်ဘူးပြီးတော့ဓမ္မတိတခုလည်းမဟုတ်ဘူးအခု section လုတ်တယ်ဥစ္စာတွေက ကမ္ဘောဒီးယားကလည်းပါတယ်လာအိုစ်ကလည်းပါတယ်ယူရီးယားကလည်းပါတယ်နော်အဲ့တော့ဟိုဗမာပြည်ကကြတော့ဒီကျွန်တော်တို့စီကဒီအကြီးဆုံးနေဒီဟို scam center တွေနော်အဲ့ဒါတွေကကျွန်တော်တို့ဗမာပြည်ထဲမှာရှိနေလို့ ਨੇ တူတယ်နော်အဲ့တော့ဒီသူတို့အဓိကကတော့ scam center တွေကဒီကလူတွေနော်တော်တော်များများသူတို့မေးတေးထိကြတော့ဟိုအဲ့လိုပင်စင်စားတွေရောသူတို့ပင်စင်အကုန်လိမ်သွားတာတို့ဘာလို့လေးစုထောက်ဆောင်းထားတာလေအဲ့တော့သူတို့ပြောတာ 15ဘီလီယံလောက်ဆိုတော့အခုဗမာပြည်ကငွေဟို American ထိမ့်သိမ်းထားတာ1ဘီလီယံလောက်ရှိတယ်နော်အဲ့တော့15ဘီလီယံဆိုတာနည်းတဲ့ပတ်စံမဟုတ်ဘူးတည်တွင်းရေးကိုလည်းတော်တော်ထိခိုက်လာလို့နော်အဲ့ဒါလုတ်တယ်လို့ယူဆတာနော်ပြီးတော့မှဒီကြားဖြတ်နေသူတို့မူရစီဝါနေရာလည်းဆက်သွင်းနေတယ်လို့ယူဆတယ်ပြီးတော့အခုကျွန်တော်နောက်ပိုင်း report ဒီဖတ်ရတာဒီကြားဖြတ်လုပ်ငန်းတွေစနော်ဒီဟိုကျွန်တော်တို့တောင်ဟိုအမေရိကကဒီ ဆေးဝါးလုပ်တယ်၊မွေးရဆေးဝါးလုပ်တဲ့လူတွေရဲ့ငွေကြေးခဝါချဖို့အနေပြီးတော့စပြီးတော့သူတို့ဟိုကြီးထွားလာတယ်ပြောတယ်။အဲဒီတော့အခုအမေရိကန်ကတော့သမရထရန်ကိုရင်ကဗင်နီဇွေးလားကိုသူတို့ဒီမတန်ချင်းချောက်ပြီးတော့သူတို့တင်မောတွေကိုမြုပ်နေတာလေ။ဘူးဆိုတင်မောဘယ်နှစင်းရှိလဲကျွန်တော်ထေချာတိတာနှစ်စင်းနော်။အဲဒီတော့အခုဗင်နီဇွေးလားကိုလည်းသူတို့ဒီမွေးရဆေးဝါးကိစ္စနော်။သူတို့ရရင်ရမရလို့ရှိရင်သူတို့ဟိုအမေရိကန်ဝင်မယ်ဆိုပြီးတော့ဟိုခုနှစ်ရချင်းချောက်ထားတယ်နဲ့တူတယ်ဒီမန်ဒေးကစတယ်နဲ့တူတယ်24ရက်နေ့က။ ဟို knock way อ่ะเนาะအဲ့ဒီနည်းနည်းပါးပါးတော့ပါမှာပေါ့ဗျာနိုင်ငံရေးဆိုတော့လေဒါပေမဲ့အဓိကတော့အဲ့ဒါမဟုတ်ဘူးလို့ယူဆတယ်ဟုတ်ကဲ့ဆရာဆိုတော့ဆရာကျွန်မစဉ်းစားမိတာကအဲ့ဒါဆိုလို့ရှိရင်လွတ်တော်ကသွားနေတဲ့လမ်းကြောင်းပေါ့နော်လွတ်တော်နဲ့အခုအစိုးရနဲ့ကအခုရိမ်းမှန်းချက်တူတယ်လို့ပြောလို့ရတာပေါ့နော်ဆရာဘာဖြစ်လို့ဆိုတော့ဒီကြားပြန်ကိစ္စလို့ဟာမျိုးတွေမိုးရဲဆေးဝါးနှိမ်နေ တဲ့ဟာမျိုးတွေကအစိုးရကိုယ်တိုင်ကလည်းလောလောဖက်ဖက်လုပ်နေတာမျိုးတွေတွေ့ရတယ်လေဆိုတော့အခုလွတ်တော်ကနေပြီးတော့ဒီကြောက်ရရင်နဲ့ပတ်သက်ပြီးတော့တင်ပြလိုက်တဲ့အခါကျတော့အစိုးရဘက်ကရောဆရာဘလောက်အထိဒီပေါ့ဟိုကင်တွေဖြစ်ချင်းလာနိုင်တယ်လေဒီကိစ္စကိုလေအေးအေးယူဆောင်ရွက်လာနိုင်တယ်လို့ထင်တယ်လေဆရာဆရာအမြင်ပေါ့နော်ဆရာကြောက်ကြံကိစ္စကအခုဒီဝင်းကြီးဌာနဘက်ကအရင်ကျွန်တော်ထင်တယ်ပို့တောင်ပြီးတော့ဥနေနော် event ဖြစ်နေပြီးယူဆောင်ရမယ်ဒါဆိုလွတ်တော်ကဒီမှာလွတ်တော်မှာဟိုအဲ့ဒီ Jefferson Street ကသူကိုယ်နေတခုတင်ထားတယ်အဲ့ဒါလွတ်တော်မှာလေဟိုနောက်တစ်ခုတင်ထားတယ် ဒါပေမဲ့အဲ့ဥပဒေတွေကထွက်မလာသေးဘူးစဉ်းစားလို့မရှိသေးတယ်။အခုဟိုကြာကြာကိစ္စအတွက်ကိုသူတို့ဒီဟို scam center strike force ဆိုပြီးတော့ဖွင့်လိုက်ပြီးတော့နော်ဟိုလည်းပါတယ်။နော်ဒီဟို Department of Justice နော်တရားရေးဝန်ကြီးဌာနလည်းပါတယ်။ FBI လည်းပါတယ်။ပြီးတော့မှ United States Secret Service လေအဲ့လိုအထူးထောက်လှမ်းရေးနော်ရုပ်ဝဲထောက်လှမ်းရေးအဖွဲ့လည်းပါတယ်ဆိုတော့တော်တော်ခင်ဗျားမှမှမြန်မြန်ဆန်ဆန်လုပ်နိုင်အောင်လို့ task force တော့မပြောဘူးသူတို့ strike force ပြောတာမြန်မြန်လုပ်နိုင်အောင်လို့ဆိုတော့ဒီအစိုးရဘက်ဝန်ကြီးဌာနဘက်ကတော့နော်တော်တော်ဥနေပြီ။နောက်ထပ်ထပ်ပြီးတော့ ထုတ်မဲ့ဥပဒေတွေကအဲ့ဒါတွေကိုတို့ပူအားကောင်းအထောက်ပြုဖို့အတွက်ပဲလုပ်လို့ရတော့မှာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆိုတော့ကျမဒီညမှာတစ်ခုစဉ်းစားမိတာကျွဲခုရေပါဆိုသလိုပေါ့ဆရာရဲ့အခုအစကစကလည်းရွေးကောက်ပွဲလုပ်ဖို့ကြံနေတယ်ပေါ့ဆရာရဲ့လာမဲ့ဟိုဒီဇင်ဘာမှာသူတို့ရွေးကောက်ပွဲလုပ်ဖို့လုပ်နေတယ်ဆိုတော့အခုလိုပေါ့နော်ဒီအောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီမှာကြားနာတဲ့ကိစ္စတွေရောနောက်အမေရိကန်အစိုးရကစပြီးတော့ရှင်းလန်းလှမ်းလာတဲ့ဟာတွေကဘယ်လောက်အထိအဲ့အပေါ်မှာတွားပြီးတော့သိအောင်မှုရှိနိုင်တယ်လဲဆရာဒီ scam center တွေနဲ့ပတ်သက်ပြီးတော့เนาะဒီဟိုနေပြည်တော်နဲ့ ဒီ scan center တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတော့ကိုကျွန်တော်တို့ဒီအသက်တွေအထောက်အထားတော်တော်များများရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာဖတ်ရတယ်ဗျ။နော်တချို့အဖွဲ့တွေအဲ့ဒီ C4ADS ဆိုတာ Center for နော် Advanced Defense Studies ကဘွေရေးအထူးနော်လေ့လာတဲ့အဖွဲ့ပေါ့။အဲ့ဒီအဖွဲ့ကသူတို့ဒီ telephone center တွေနော်အဆက်အသွယ်လုပ်တာတွေအဲ့ဒါတွေအကုန်လုံးကိုသူက geo positioning ဆိုတာနော်ဘယ်နေရာနေစတယ်ဘယ်နေရာဆုံးတယ်နော်အဲ့ဒါတွေကိုသူတို့ကဟိုဟိုပတ်သားထားပြီးတော့နော်ဟို ဖိုင်လုပ်ထားလို့ရတယ်။အဲ့တော့သူတို့တွေကဒီနေပြည်တော်နဲ့ဒီကြားဖြတ်နော်နေရာတွေနဲ့ကတိုက်ရိုက်အဆက်အသွယ်ရှိတယ်လို့ဘာလို့သူတို့တက်တဲ့အထောက်အထားရှိတယ်လို့ပြောနေကြတယ်ဗျာ။ဟုတ်ကော။ဒီသူဟိုကျွန်တော်တို့စီကလွတ်တော်ကလေနော်ဒီဟိုအဲ့ဒီ Jefferson Street တို့ဘာလို့ကအဲ့ဒီလိုဟိုအထောက်အထားတွေကိုအချိန်လုံးစုဆောင်းနေတယ်။ပြီးတော့ FBI ကြတော့သူ့ကိုတရင်ပေးချင်ပေးလို့ရတယ်။နော်အဲ့တော့တည်င်းပေးတာတော့မဟုတ်မမှန်တည်င်းနေလေးများနေမှာဆိုလို့ကျွန်တော်တို့က short တော့ short ခိုင်းရတယ်။မသူတို့တည်တည်ချာချာတော့ဒီက ဟိုလေ့လာပြီးတော့နော်ဟိုတိတိကျကျဖြစ်အောင်နော်ထိရအောင်နော်တို့လုပ်ကြမယ်သဘောရှိတယ်အဲ့တော့တရားရေးဝန်ကြီးဌာနပါတယ်ဆိုတာလူဖမ်းလို့ရှိရင်လူတွေကမမိလို့ရှိရင်အမေရိကကိုခေါ်လာပြီးတော့အမှုစစ်ဖို့အတွက်တရားရေးဌာနကမလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အကုန်လုံးကျွန်တော်တို့ကဖွင့်စည်းထားတယ်လို့ယူဆတယ်ဟုတ်ကဲ့ဆရာဆရာဆုံးမပြောတဲ့အထက်မှာ FBI ကိုတိုင်ကြားလို့ရတယ်ဆိုတာဆက်သွယ်ပြီးတော့ချိတ်ဆက်ပြီးတော့အကြောင်းကြားလို့ရတယ်တိုင်ကြားလို့ရတယ်ဆိုတော့ဘယ်လိုတိုင်ကြားလို့ရတာမျိုးပြောတာလဲဆရာ FBI က online နေသူတို့ဟို tip line ရှိဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တိုင်ငင်လို့ရှိရင်အဲ့ဒီ tip line ကိုဝင်ပြီးတော့ကျွန်တော်တို့ဟိုရေးတိုင်းရေးလို့ရတာပေါ့ဗျာဟုတ်ကဲ့လို့ရှိအဲ့တော့ဟိုမဟုတ်တာတွေရွေးလျှောက်ပြီးတော့လေးသေးသေးမွားမွားနေတိုင်ရင်တော့မကောင်းဘူးပေါ့အဲ့လိုတကယ်တမ်းထိထိရေးရောဥစ္စာတွေဆိုရင်အဲ့ဒီမှာဒါပေမဲ့သူတို့အဲ့တော့ဟိုစစ်တဲ့လူတွေဘာတွေကလဲသူတို့မှာအတွေ့အကြုံအများကြီးရှိတယ်ဆိုတော့လေသူတို့ဘယ်ကောင်အလေးထားပြီးတော့လုပ်အောင်မယ်ဘယ်ကောင်အလေးထားပြီးတော့မလုပ်နဲ့ဆိုတော့အဲ့လိုမျိုးတော့ရှိပါပေါ့နော် โอเคပါဆရာဟုတ်ကဲ့ဆိုတော့လေဆရာဟိုဒီကုန်းချုပ်အနေနဲ့ပေါ့ဆရာအခုမြန်မာနိုင်ငံအတွင်းမှာလည်းအခုကလေဟိုဗာပြည်ပစကလည်းဖြစ်နေတယ်ပေါ့နော်ဒီဖက်မှာလည်းဒီဖက်မှာလည်းတော်လိုင်းအင်အားစုတွေကလည်းရှိတယ်ဒီကြားထဲမှာပဲဆက်ကဆာ youth ပွဲကလည်းအာလုတော်မယ်ဆိုတာမျိုးဖြစ်နေတယ်ပေါ့လေဖြစ်ပြီးတော့တခါရင်းနဲ့နောက်ဟိုတချို့ကလည်းဒါ UN မှာဥကြုံမထွန်းနေရောကိုပဲပေါ့နော်ဆက်ကဆာဘက်ကဆားဖို့သွားမလားဆိုပြီးဒီလိုဆိုရင်ပူပန်နေကြရမျိုးတွေလည်းရှိတာပေါ့လေဆိုတော့ဆရာအဲ့လောက်ထိဆိုရင်ဆရာလိုလားပေါ့ဒီလိုဖြစ်လာတဲ့အနေထားတွေအောက်မှာဆရာဘယ်လိုမြင်လဲအဲ့ဒါလေးကိုဒီကုန်းချုပ်ဆွေးနွေးပေးပါလားဆရာအဲ့တော့အဲ့ဒါကိုကျွန်တော်ဟိုနည်းနည်းဟိုကျွန်တော်ပြောစရာလေးရှိတယ်ဗျာဟုတ်ကဲ့ ဒီစက်ကစား lobby တွေငှားထားတယ်ဟုတ်ကဲ့ဒီ lobby တွေကလည်းသူတို့ဒီကအမှတ်တွေချင့်ကပ်မှာပဲအဲ့တော့မနေ့တော့ကတချို့တွေမေးတာနော်ဟောပြောတာတွေကဟောစက်ဟိုစစ်တပ်နဲ့ဟိုတရုတ်နဲ့ကဒီလောက်ကြီးသဟဇာတာမဖြစ်ဘူးပေါ့နော်တရုတ်ကလည်းစစ်တပ်ကိုလုံးဝမယုံအကုန်ကြိုက်တာမဟုတ်ဘူးတရားရဂိုင်းတော့စစ်တပ်ဘက်ကလည်းအဲ့ဒီလိုပဲသဘောရှိတယ်အဲ့တော့သူတို့မတက်တာလို့ပေါင်းနေရတာမျိုးဆိုပြီးတော့ပြောကြတယ် ပြောကြပြီးတော့အမတ်တယောက်ကမေးတယ်။အဲ့တော့ဆိုလို့ရှိရင်အမေရိကန်ကတရုတ်ကိုအစားထိုးလို့မဖြစ်ဘူးလားဆိုတာ။ဒါပေမဲ့အဲ့ဒါကိုဟို Stevenson Center Steve Ross ကသူကရှင်းရှင်းလင်းလင်းဖြေသွားတယ်။အခုစစ်တပ်ကရာဇဝတ်ကောင်ဖြစ်နေပြီ။နော်။သူ့ကိုဒီနည်းနဲ့နော်ဟိုဟိုဓာတ်ရိုက်အမေရိကန်နေနဲ့ဆက်ဆံလို့ကမဖြစ်ဘူး။အဲ့ဒါကိုသူရှင်းရှင်းလင်းလင်းဖြေသွားတယ်နော်။ပြီးတော့ဒီ ဟို share election နဲ့ပတ်သက်ပြီးတော့နော်ဒီ election ဟိုဒီဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေအကုန်လုံးလို့လို့ကဒီရွေးကောက်ပွဲကိုလက်မခံဖို့နော်ပြောသွားတယ်အဲ့တော့ဒီရွေးကောက်ပွဲကလုတ်တာနော်ဒီစစ်တပ်ကိုတရားဝင်အောင်လုတ်တာမျိုးဖြစ်နေတယ်အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်သူတရားဝင်သွားလို့ရှိရင်ဒီ scam center တွေကိုနှိမ်နှင်းဖို့ပုံတောင်ခက်သွားမယ်ဆိုပြီးတော့လေအဲ့တော့ပြီးတော့မှဒီမနေ့က hearing နဲ့တော့သိမ့်ဆိုင်လေဒါပေမဲ့အဲ့ဒီဟို USCC နော်သူကအီတရုတ်နဲ့ဟိုအမေရိကန်နဲ့သူတို့ဒီစီးပွားရေးနော်အဲ့ဒါမျိုးဆက်ဆံမှုတွေဟိုဘာတွေကိုလေ့လာတဲ့အဖွဲ့ကသူဇူလိုင်ထဲကအဲ့ဒီဟို report တခုထုတ်ထားတာရှိတယ်အဲ့ဒီ scam center ရဲ့နောက်ွယ်မှာနော်တရုတ်အစိုးရဘလို့ပတ်သက်နေလဲဆိုတာလေအဲ့တော့ scam center တွေကတရုတ်အစိုးရနဲ့လည်းမကင်းဘူးဆိုတာလေအဲ့တော့အဲ့ဒါတွေအကုန်လုံးကိုခြုံကြည့်လိုက်လို့ရှိရင်ဒီ scam center တွေကိုတိုက်ခိုက်တာနော်ဟိုတရုတ်အစိုးရကိုတွယ်ဝိုက်ပြီးတော့တိုက်ခိုက်တာမျိုးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ငွေကြေးစီစဉ်မှုကို တော့ဟိုတကယ်ပိတ်ဆို့တိုင်လဲဆိုလို့ရှိရင်တော့ဒီဒေါ်လာရေးအတွက်အကျိုးရှိတယ်လို့ကျွန်တော်တို့ကမြင်နေလားဟုတ်ကဲ့အဲဒီညမှာတခုဆရာပြောလို့သွားပြီးတတိယသွားတယ်ဟိုချင်းချီချန်းကိုတရုတ်ကိုထိုင်းကနေပြီးတော့လွှဲတော့မယ်ဆိုတဲ့အချိန်မှာချင်းချီချန်းကသူပြောခဲ့တာရှိတယ်သူ့ကိုမလွှဲပါနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ तू ကတရုတ်ဆိုးရအတွက်လည်းတချို့လုတ်ပေးခဲ့ဘူးလုတ်ပေးခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့သူ့ကိုတရုတ်ကိုပြန်လွှဲလွှဲလို့ရှိရင်သူ့အတွက်က तू तू ရှင်တန်မို့မလွှဲဘူးဆိုတဲ့ပုံစံမျိုးပြောသွားတယ်ဆိုတော့ဆိုတော့ဒီအနေထားတွေအကုန်လုံးပေါ့တရုတ်ရဲ့ဒဇိတ်တဒေတာနဲ့ပါဝင်ပတ်သက်နေတဲ့အနေထားတွေအကုန်လုံးကိုဒါအမေရိကန်ကဟိုကောင်းကောင်းသဘောပေါက်နေပြီလို့ယူဆသလားဆရာ အဲဒီမှာတော့လေသူတို့ထောက်လိုက်တဲ့ဖွဲ16ခုတော့ရှိတယ်အဖွဲရလေအဲ့တော့သူတို့သိကြတယ်နော်သူတို့သိတာမှသူတို့တွေကကျွန်တော်တို့ရောင်ပိုသိသေးတယ်တချို့ဥစားတွေဆိုလို့ရှိရင်လေအဲ့တော့ဒီ Congress ဘက်ကလူတွေကိုပဲကျွန်တော်တို့ကအဲ့ဒီသတင်းပေးစရာလိုတာလေဘာလို့ Congress ကလူတွေကြတော့သူတို့ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံအကုန်လုံးကဒီသူ့ပေးထားတဲ့ star 50 60နဲ့အဲ့ဒီအမတ်တယောက်ကမလောက်ဘူးပေါ့နော်အဲ့တော့သူတို့ရောနည်းနည်းပါးပါးကူပြီးတော့ရှာပေးတာလို့ပါလို့လေဟုတ်ကဲ့သူတင်ပေးတာလို့လောက်တာပါဖြစ်တယ်ဒါပေမဲ့ဒီဟို Federal Government နဲ့အဲ့လို National Security ဟိုအရော Council ကတော့တို့ဟိုအကုန်လုံးလို့လို့တို့တိမိခေါင်းမိရှိမယ်လို့ဟိုယူဆတာပေါ့လေဟုတ်ကဲ့ဆရာဆရာအဲ့တော့ဒီကောင်ချုပ်အနေနဲ့ဟိုမြန်မာပြည်သူတွေရောဒါနဲ့ပတ်သက်ပြီးတော့ဆရာဗာများ message ပေးခြင်းတလဲဆရာနော်ဟိုဒီမပြည်သူတွေရောတော့အခုဒီဒီကဟိုလွတ်တော်ကတော့နော်ပုံပြီးတော့စိတ်ဝင်စားမှုပြလာပြီပေါ့ဟုတ်ကဲ့အဲ့တော့ဒီစိတ်ဝင်စားမှုပြလာဟိုကျွန်တော်တို့ ျွန်တော်တို့လိုချင်တဲ့အနေအထားရောက်အောင်ကျွန်တော်တို့တပြင်းမှန်မှန်ပြီးဖို့လိုတယ်ကျွန်တော်တို့အဲ့ဒီဒီပါနေတဲ့မြန်မာပြည်သူတွေကတော့ဟိုမြန်မာပြည်ပွားပေါ့နော်အမေရိကန်သားဟိုတဲ့လူတွေကသူတို့ကဒီသူတို့ရဲ့အမတ်ဒီပါတွေကိုတိုက်ရိုက်တောက်ဆိုလို့ရတယ်ဆက်သွယ်လို့ရတယ်ဒါပေမဲ့အဲ့ဒီကိစ္စမှာလောက်တာခိုင်းတာအားနေကြတယ်ဗျအဲ့လိုပဲဟိုဘာသာစကားမကျွမ်းကျင်လို့လို့ဒီကနော်ဟိုနိုင်ငံကြီးမကျွမ်းကျင်လို့လို့နော်အဲ့လိုမျိုးတွေနဲ့တိတ်ပြီးတော့မလုတ်ဖြစ်ကြအောင်အဲ့တော့တကယ်တော့ဒီဟိုအမတ်ဒီနဲ့ဆက်သွယ်ပြီးတော့နော် ဟိုသတင်းပေးနေတဲ့သူတွေကတော့တကယ်ကြီးစားတွေများတယ်ကြီးစားတွေများတော့သူတို့ကိုဒီထောက်ပံ့တဲ့လူတွေရဲ့เนาะဆန္ဒကိုလိုက်ပြီးတော့အဲ့ဒီဘက်ကိုစောင်းပြီးတော့သူတို့ကเนาะညံ့ညတာတော့မဟုတ်ဖ ೇನೆ တောင်းဆိုရတာပေါ့လေအဲ့တော့ကျွန်တော်တို့အများလိုချင်တာကိုတောင်းဆိုကြလို့ရှိရင်အများကဒီ advocacy ပေါ့နော်ကိုယ့်ရဲ့အမတ်ကိုကိုဆက်ွယ်ပြီးတော့ပြတင်းမှန်မှပြေးဖို့လိုတယ်เนาะအခုမနေ့က hearing တောင်မှတချို့ဇာတ်ရီကအဲ့လိုတင်းအချက်အလက်လေးတွေကလွဲတာ၄ရှိတယ်ဗျာ အဲ့လိုမျိုးတွေကြာလို့ရှိရင်တွေ့ရင်ချက်ချင်းအဲ့ဒီဟိုဟိုမှန်မှန်မသိတဲ့လူကိုချက်ချင်းပြောမှာနော်ပြီးတော့တို့တကယ်လို့သတင်းမှားနေတယ်အတွေ့အကြုံမှားနေတယ်ဆိုရင်ဥပမာဆိုလို့ရှိရင်ကိုအမတ်ကမေးတယ်မလားနော်ဒီဟိုဟိုတရုတ်ဟိုအစားထိုးဖို့နော်အမေရိကန်ကဒီစစ်တပ်နဲ့ဆက်သွင်းမဖြစ်နိုင်ဘူးလားဆိုတော့နော်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်အခုကျွန်တော်တို့ဘက်ကတော့ဖြီးပေးတယ်လေဒီကအမေရိကန်နိုင်ငံဘောကနိုင်ငံသားနော်သူကသူတို့ကရှင်းရှင်းလင်းလင်းဖြီးနိုင်တော့နောက်ပညာရှင်ကလေဒီလိုတော့လုံးဝမဖြစ်နိုင်ပါဘူးဆိုတော့ ဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒါမျိုးလေးဟိုဝိလေကြောင်မှလောက်တာဒီဘာဖြစ်လို့လဲဆိုရင်ကျွန်တော်မြင်တယ်နော်အခုဟိုဒီကြားဖြတ်နေကိုအတူရောင်နှိမ်နေနေတာပေါ့လေနော်အခုဟိုပထမဆုံးဟို section လောက်ကန်ထိတဲ့ BGF နဲ့နော်စစ်တပ်နဲ့ပေါင်းပြီးတော့ဒီ building တွေဖြိုးနေတာဖိလစ်ပီးစ်ဘာတော့အဲ့ဒီ building တွေပတ်စံအများကြီးကိုအကုန်ခံပြီးတော့စောက်ထားတာသူတို့ပြန် repurpose လုပ်လိုက်တယ်ဗျာဒီ building ကိုကြောင်းလုပ်လိုက်မယ်ဆေးရုံလုပ်လိုက်မယ်ဗာညာလေအခုကြတော့ဖြိုကျင့်နေတယ်ဆိုတော့ for sure လာလို့ဖြစ်ရင်တက်တဲ့အထောက်အထားဖြည့်စည်းတာလားဘာမှမသိဘူးလေ နော်အဲ့လိုမျိုးတန်တရားဖြစ်စရာရှိတယ်ဒီကဟိုတည်င်းသမားတွေကတော့ဘယ်သူမှမယူဘူးမြတ်နော်အဲ့တော့ဟိုသူတို့စီကနေပြီးတော့ဒီချင်းကံမှာပဲဒီကအစိုးရအောင်ကျွန်တော်တို့ဓာရီလုံနေပါတယ်နော်အဲ့တော့ဓာရီကိုကျွန်တော်တို့လုတ်ဖို့အတွက်ကျွန်တော်ပြနေနေဖို့အတွက်အကူအညီပေးပါဆိုလို့ရှိရင်သူတို့ဘက်ကနေလိုက်ပြီးတော့ပြောပေးမယ်အမှတ်လဲရှိမယ် lobbyist တွေလည်းရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကနော်မှန်မှန်ကန်ကန်တုံ့ပြန်နိုင်ဖို့နော်ကျွန်တော်တို့ဟိုဒီမှာနေတဲ့မမာတွေနော်ဟိုပုံနာလေဖို့လို့တော့ပါနော် မမတန်ကတို့ဟိုရောက်တာတန်တာအောင်ဒီကိုတော့လောက်ပါဗျာနော်ကိုကဥမဆောင်နိုင်โอเคအဲ့တော့ကျွန်တော်တို့ပို့ပြီးတော့ဒီဟို advocate လုပ်ဖို့လိုတယ်အမေရိကန်အစိုးရအဲ့ကလော့တော်တွေဘာတွေနဲ့လေဆက်သွယ်ဖို့လိုတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါကတော့ပြီးခဲ့တဲ့နိုမာလာ19ရက်နေ့ကကျင်းပခဲ့တဲ့အမေရိကန်အောက်လော့တော်ဒီနိုင်ငံရေးရာကော်မတီရဲ့မြန်မာအရေးစွန့်နေချက်တွေအပေါ်မှာအခြေခံပြီးတော့တွေ့ဆုံမြန်ထားတာဖြစ်ပါတယ်ထိကြပေးတဲ့ဆရာဦးကျင်းချွေကို TVB ကနေအထူးကျေးဇူးတင်ပါတယ်ရှင်